4နှစ်လောက်ကြာသွားတယ်ဒီအခွေယူဖို့4နှစ်လောက်အချိန်အကြာကြီးလှုပ်ထားတယ်ဟိုဘယ်လိုပြောရမလဲအိမ်မက်ဆောင်ပြီးရဲ့အချိန်မှာစပြီးတော့ထွက်ချင်တယ်ဒါပေမဲ့ထွက်ဖို့နည်းနည်းလေးခက်ခဲနေရကြအောင်အချိန်တိုင်းတားရ4နှစ်တော့ကြာသွားပါရဲ့ရှင်ဟုတ် ုဖုကစီမှာတချင်းသွားအပ်တယ်ကိုဖုကအပ်တော့အစပထမဆိုရဲအခွေလေးကိုအစပထမဆိုတချင်းလေးကိုညီမကိုလှုပ်ပေးတယ်အဲ့တော့ညီမဒီညီမထုံးမဲ့ပထမဆုံးအခွေနဲ့ဒီတချင်းနံပါတ်လေးက match ဖြစ်တာကြောင့်ညီမဒီနံပါတ်လေးကိုပေးပြတာပါရှင်ဟုတ်တချင်းမျိုးစားတော့အအများဆုံးကညီမ pop pop ဂီတအမျိုးအစားပေါ့နော်တချင်းအေးအေးလေးတွေ main key စံတဲ့တချင်းလေးတွေအများဆုံးထည့်ထားတယ်အ feature တော့မပါပါဘူးရှင်ညီမ solo album မှာတယောက်တည်းပဲခါအကောင်းဆုံးဖြစ်အောင်တင်ဆက်ထားတာပါအဲ့တော့ညီမရဲ့တချင်းတစ်ပုဒ်စီတိုင်းက ရိသတ်တွေရဲ့ရေပတ်နဲ့ခတ်တူကြမယ်လို့ညီမတရားနေပြီးမျှော်လင့်နေပါတယ်ရှင့်တချင်းဆက်တပုတ်လုံးမှာပေါ့နော်ညီမဟိုဆက်တပုတ်ကဟိုတပုတ်တစ်မျိုးစီပေါ့နော်ရသတစ်ခုစီပေးပါတယ်အဲ့တော့ညီမကတော့ညီမတခွေလုံးနဲ့တချင်းနေအကုန်လုံးတော့ညီမသဘောကျပါတယ်ဟိုပြိသက်တွေလည်းညီမဒီအခွေတချင်းဆက်တပုတ်ထဲကတပုတ်ကိုပဲဖြစ်ဖြစ်အဲစိုက်နေတတ်မယ်လို့ညီမညွှန်လင်းပါတယ်ရှင့်ဒီနေ့ promotion မှာတော့ညီမဒီအခွေကိုပေါ့နော်ဒီ promotion area တက်မှာရောင်းနေတဲ့အခွေပထမဆုံးလာပွဲတဲ့အယောက်90ကိုညီမအာ ठी လေးတွေလက်ဆောင်ပေးမှာဖြစ်ပါတယ်ရှင့်ဟုတ် Aces က finalist တူပေါ့နော်ပြီးတော့သူက Wave Money ရဲ့ Brand Master အမျိုးသမီး Brand Master ဖြစ်ပါတယ်တူသည်သော Brand Master မိန်းကလေးပေါ့နော်အမ်ပြီးတော့ငယ်လေးကတည်းကလည်းသူကရွှေတစိမ့်တွေရခဲ့တယ်သူကရည်တိမှာရွှေစုတွေကြီးပဲသူဘယ်လိုခေါ်မလဲစတိုက်စတိုက်သူရလာတာပေါ့နော်အဲ့တော့ဟိုအဆိုပညာနဲ့ပတ်သက်ပြီးတော့သူ့ကိုလုံးဝလို့ခေါ်မလဲစိုးရင်စရာမရှိဘူးအဲ့တော့ဒီသချင်းလေးဒီအခွေထဲမှာပါတဲ့သချင်းတွေကလည်းတကယ်လို့ပြည်သက်တွေကြိုက်နိုင်တဲ့ commercial လေးကြီးလည်းပါတယ်သူ့ရဲ့အတန်လေးနဲ့လိုက်ဖက်တဲ့ပုံစံလေးပေါ့နော်သူရဲ့ကာလာလေးကလည်းထူးခြားတယ်ဆိုတဲ့အတွက် ပြည်သက်တွေအားလုံးလည်းကြိုက်မယ်လို့ယုံကြည်ပါတယ်ဟုတ် MD ကြီးရိုက်ဖို့တော့အစီအစဉ်မရှိသေးဘူးရှင်ဘာလို့လဲဆိုတော့လေအာညီမဒီအခွေထွက်ပြီးသွားတာနည်းနည်းကြာပြီဆိုလို့ရှင်ပရိသတ်တွေဆီက feedback ကိုနည်းနည်းပြန်ယူနားထောင်ပြီးတော့ညီမပရိသတ်တွေစိုက်တဲ့တပုတ်ဆိုတပုတ်ဆိုတပုတ်နှစ်ပုတ်ဆိုနှစ်ပုတ်ပေါ့နော်အဲ့လိုမျိုးညီမအဲ့လိုယူသွားပြီးတော့အဲ့သင်းလေးတွေကိုပဲညီမ MTV အနေနဲ့ပြန်ရိုက်ဖို့ပဲအစီအစဉ်ရှိရရှင်ဟုတ်ပရိသတ်တွေအတွက်ရှင်နေကိုရောက်တဲ့သင်းလေးဖြစ်ပါစေလို့ညီမဒီကနေပြီးတော့မျှော်လင့်နေပါရှင်